အများပြည်သူတုံးရေကူးကန်တွေကရေတွေကိုမဆက်သေးမဝင်ပါသေးနဲ့ရေကူးခြင်းဟာခန္ဓာကိုယ်အတွက်အလွန်တရာမှအကျိုးများသောလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်ရေကူးခြင်းကရတဲ့အကျိုးကျေးဇူးတွေကရေကူးကန်ထဲမှာရှိတဲ့မတန့်ရှင်းမှုတွေထက်စာရင် အသာကြီးများပြားနေပါတယ်ရေကူးကန်ထဲကပိုးမွှားတွေအကြောင်းသိရှိထားပြီးတော့ရေမကူးတော့ဘူးဆိုတော့စိတ်အခြေအနေများကိုတော့မဖြစ်သင့်ပါဘူးဒါပေမဲ့လည်း အများပြည်သူသုံးရေကူးကန်ထဲမှာတော့မတန့်ရှင်းတဲ့အညစ်အကြေးတွေရှိနေတယ်ဆိုတာကိုသတိထားသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ငွေရွေတဲ့ကလေးငယ်တွေအတွက်ရေကူးကန်ထဲမှာ ရှိနေနိုင်တဲ့မစင်အညစ်အကြေးများကအန္တရာယ်ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ဒီလိုမျိုးရေကူးမဲ့သူတွေမှာမစင်အညစ်အကြေးမကန့်ကြီးစေဖို့ခြေမကူးခင်အရင်ရေချိုခိုင်းတာဖြစ်ပါတယ်။ခြေကူးတဲ့အခါခြေကူးကန်ထဲကရေကိုမမျိုးချမိစေပါနဲ့။ ခြေအောက်ကိုငုပ်တဲ့အခါမျက်လုံးကိုမှိတ်ထားပါခြေကူးပြီးလင်ချက်ချင်းရေချိုးပါ အနာတိုင်းအားရှိလင်ရေမကူးပါနဲ့အသားတွင်အနီကွက်များဖြစ်လာခြင်းဝမ်းလျှော်ခြင်းမျက်လုံးရားရံခြင်းတို့ခံစားရပါကထိုရေကူးကံကို နောက်တစ်ခါမသွားပါနဲ့တော့ဆရာဝန်ထမ်းသွားပြီး သွားရောက်ဆွေးနွေးပါ